မင်္ဂလာပါရှင် Covenant Shake Channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အဲဒီနေ့တင်မှာကတော့ number format ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ကဗားရီပြင်ငယ်လဲဆိုတော့ဒီ salt ဖိုရဲမှာထည့်တဲ့ format တွေပေါ့နော်ပုံမှန် format တွေပေါ့ pore idealic to analyze လို့ font font site တွေ color တွေနောက်ပြီးတော့ border တွေဓာတ်တွေတင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကတော့ Microsoft Word မှာလည်းအတူတူပဲပေါ့ exam မှာပဲပါတာတော့ဒီမှာ number format ပေါ့နော် အဲ့တော့ number format ဆိုတာဘာပြောရလဲလို့ဆိုလို့ရှိရင် तू อ่ะအဲတနည်းအားဖြင့်ပြောရင်ဘာနဲ့တူလဲဆိုတော့ဟို programming language တွေနည်းပါးလေ့လာဖို့ရတဲ့ပြီဆိုရင်တော့သိလိမ့်မယ်နော်သူ data type ကြီးညာတာပေါ့နော်ကျွန်တော်တို့အဲ programming language တွေမှာ variable လုံးကြီးညာပြီးပြီဆိုရင်ဒီ variable ကအဲ integer လား float လားနော်ဒသမကိန်းနေလားဒါမှမဟုတ်ရင် text တွေလားဒါမှမဟုတ် string လား array လားဆက်ပြီးအဖြစ်ပေါ့နော်အဲ့လိုမျိုးကြီးညာရတယ် exam မှာလည်းအဲ့လိုဆန်းဆန်းသဘောတရားရှိတယ် စဲလ်တက်ကွက်ကိုဆက်လက်မှတ်ပြီးတော့ဒီဇယ်ထဲမှာထည့်ထားတဲ့ဟာကတော့ဘာပါဆိုပြီးတော့သတ်မှတ်ထားတယ်เนาะအခုဒီမှာကျွန်တော် zoom in နဲ့ချိန်လိုက်မယ်အာဒီမှာပေါ့နော်ဒီလိုပုံစံကြည့်လိုက်အခုဒီမှာ general ပေါ့နော်ဒီထဲမှာကျွန်တော်ဒီမှာ demo တွေရိုက်ထားတယ်ကြည့်လိုက်ပေါ့အဲ့ဒီ demo တွေက general ဆိုတဲ့အတိုင်းပဲရိုက်ရင်ရိုက်ထားတဲ့အတိုင်းပဲပေါ့တယ်เนาะဟုတ်ပြီဒါကိုကျွန်တော်တို့ number format ပြောင်းကြည့်မယ်အဲ့တော့ number ဆိုတဲ့ format ပြောင်းကြည့်မယ်အရင်ဆုံးเนาะအဲ့တော့ဒီကနေပဲကျွန်တော် number ဆိုတဲ့ format ပြောင်းကြည့်မယ်အဲ့တော့ဘာထူးကြွားလဲဆိုတော့ အားလုံးကဒသမနှလုံးဖြစ်သွားတယ်အဲ့တော့ဒီမှာဆိုရင်သူငိုရေးထားတဲ့ data မှာဒသမက၄လုံးရှိတယ်ဒီရောက်ကဟာဒီမှာဆိုရင်ဒသမက၃လုံးပဲရှိတယ်၃လုံးစီပဲရှိတယ်ဒါပေမဲ့ဒီမှာအားလုံးဒသမနှလုံးဖြစ်အောင်ဖြတ်လိုက်တယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဗာထည့်လို့ရတယ်ဆိုတော့ comma လေးထည့်ခြင်းလေဆိုရင်လည်းထည့်လို့ရတယ်အဲ့တော့ number format မှာ comma ထည့်မယ်ပြီးလို့ရှိရင်ဒီမှာ ဲ့တော့ဒီမှာကျွန်တော် number format ဒီမှာ comma ထည့်ခြင်းလေဆိုရင် mon number format เนาะသုံးလုံးတစ်ဖက် comma လေးတွေထည့်ခြင်းလေဆိုလို့ရှိရင်ဒီမှာ use 1000 separator ဆိုပြီးတော့ on လာเนาะအဲ့တော့ဒသမကအမြင်နဲ့နှလုံးမရတာမဟုတ်ဘူးအဲ့ဒီမှာကိုလိုချင်လို့အတိုး short လုပ်လို့ရတယ်တိုးခြင်းလည်းရတယ် short ခြင်းလည်းရတယ်ဒီမှာဒါလေးနဲ့เนาะဒီ button လေးတွေ decrease decimal နဲ့ increase decimal ဆိုတော့ button လေးနှစ်ခုနဲ့ဒသမကိုအတိုး short လုပ်ရလို့ရတယ်เนาะ ဟုတ်ပြီနောက်တစ်ခု currency ကို currency ပြောင်းကြည့်လိုက်မယ်ဘာတွေထူးကြပါလဲလို့နော်အဲ့ဒါဆက်လက်မှတ်လိုက်ရဲကျွန်တော်တို့ဒီကနေ currency ပြောင်းလိုက်တယ်အဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာဘာထူးကြပါလဲဆိုတော့ရှေ့မှာဒေါ်လာဆိုင်းလေးပြီးပုံပါတယ်နော်အဲ့တော့ဒီဒေါ်လာဆိုင်းနေရာမှာတခြားအဲတခြားငွေကြေးဆိုင်လေးရေးထည့်ကြတယ်ဆိုရင်ထည့်လို့ရတယ်။ဆိုတော့အတိုင်းပဲ mon number format ကိုတွားပြီးတော့ဒီအောက်ကနေပြီးတော့မှကိုကြိုက်တဲ့ဒီမှာเนาะဆိုင်းနေမျိုးစုံပါတယ်။အဲ့ဒီကနေကိုကြိုက်တဲ့ဆိုင်းကိုရေးလို့ရတယ်ပေါ့နော်။ အာဒီမှာဆိုထားပါတော့ပေါင်ပေါ့နော်ပေါင်ဆိုင်ရေးလိုက်မယ်ဒါဆိုဒီမှာပေါင်ပေါ့နော်ဒါ currency ဟုတ်ပြီနောက်တစ်ခုက accounting အဲ့တော့ accounting ဆိုလို့ရှိရင်လည်းကျွန်တော်တို့က currency နဲ့ raw ခက်ဆင်းဆင်းမယ်ဒါပေမဲ့သူကဘာကွာလဲဆိုတော့ဒီငွေကြီးဆိုင်တွေကဒီရှေ့ဘက်ကိုရောက်သွားတယ်ဗောနော်အဲ့ဆိုသူကကျတော့ဒီကနေအလွယ်တကူပြောင်းရရတယ်ဒီမှာယူရိုဆိုင်ရတယ်ချိုင်းနီးအယွမ်ဆိုင်ရမယ် နော်အဲ့ဆိုတော့ဒါဒီပုံစံကြိုက်တာပြောင်းလို့ရတယ်ပြီးလို့ရှိရင်တသမာကိုတိုးလို့ရတယ်ပြီးလို့ရှိရင်တသမာကိုရှော်လို့ရတယ်ဒါဆိုတော့အတိုင်းဟုတ်ပြီအဲ့တော့ဒီမှာဆက်ပြီးတော့ဆွဲလိုက်မယ် date date format ပေါ့နော်ဟုတ်ပြီ date format ဆိုရင်ကျတော့ကျွန်တော်တို့ကနည်းနည်းပြောစရာရှိပါတယ်နော်အဲ့တော့ကျွန်တော်အရင်ဆုံး long date ပြောင်းကြည့်လိုက်မယ်နော်။2.37ကဘယ်လိုပေါ်လဲဆိုတော့ January လ2ရက်နေ့1900အာ 5.2ရကျတော့ January လ9ရက်နေ့1900ပြည့်အဲ့တော့ဘာကြီးလဲပေါ့နော်ဘာကြီးလဲဆိုတော့သူက Excel ထဲမှာ number 1ဆိုတဲ့တန်ဖိုးဘယ်ကနေစပြီးသတ်မှတ်လဲဆိုတော့1900ခုနှစ် January လနေ့စပြီးသတ်မှတ်တယ်1900ခုနှစ် January လနေ့စပြီးသတ်မှတ်တယ်အဲ့တော့ Saturday အမှားထားပါတော့ဒီမှာဆိုရင်0.50ဆိုတော့ January 0လို့သူကပြောတာပေါ့နော်1900ခုနှစ် January လနေ့စပြီးတော့မှသူကအမြဲသတ်မှတ်တယ် အဲ့တော့ကျွန်တော်တို့ကမေးစရာရှိတယ်ဒါဆိုဒိတ်တစ်ခုခုရေးခြင်းကတော့1900ခုနှစ်ကနေအဲဘယ်နေ့ဆိုပြီးတော့လိုက်ရှည်နေရမှာလားဗောနော်အဲ့လိုတော့မဟုတ်ဘူးသူ့မှာရေးနေရှိတယ်သူ့ရေးနေရပါလဲဆိုတော့အရင်ဆုံးလောက်အရင်ပေါ့နော်ဥပမာခုကျွန်တော်ဒီတန်ဖန်းနေတဲ့အချိန်မှာဆိုရင်6ရက်နေ့အ18ရက်နော်အနာ2025ပေါ့နော်အဲ့လိုရေးပဲအဲ့ဒါဆိုရင်ဒါသူက default အတိုင်းပေါ့ အ date format ကိုဒါတခုလေးရှိတာကိုကျွန်တော် mon number format လောက်သွားလိုက်။သွားလိုက်ဒီမှာ date ပုံစံတွေအများကြီးရှိတယ်။နောက်ဒီမှာအဲ February 12 January ပုံစံတွေအပြင်ဒီလိုရေးလို့ရတယ်နော်။နောက်ပြီးတော့ date format ကိုကျွန်တော်တို့ကနောက်ထပ်ရေးတဲ့နည်းရှိသေးတယ်။အဲ့ဒါကတော့ formula နဲ့ရေးတာပေါ့နော်။အဲ့တော့လက်ရှိတော့ formula ကတော့မတင်ရသေးဘူး။ဒါပေမဲ့ဒီပုံစံလေးကိုမှတ်ထားလိုက်ပေါ့။အရင်ဆုံးပါရေးမယ်ဆိုတော့ equal pnd d date d date ကိုအသေးနဲ့ရေးအကြီးနဲ့ရေးရတဲ့ case sense တွေမဖြစ်ဘူးเนาะပြီးလို့ရှိရင်ဂွင်းစာပြီးလို့ရှိရင်ဒီမှာသူ့ဒီမှာပေါ်နေတဲ့ဒီ hints လေးအတိုင်းမျိုးเนาะ year month day around 2025 comma ထားပါเนาะ6လပိုင်း19ရက်နေ့စသည်အရပြီးလို့ရေးလိုက်ဒါ sorry slash မှာပါအဲဒါဆိုလို့ရှိရင်ဒီမှာသူကဒီပုံစံဒီ format အတိုင်းထွက်လာတယ်เนาะဒါဆိုရင် Friday September 19 2025ဆိုပြီးထွက်လာတယ် နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ time ပေါ့နော်အဲ time မှာကြတော့ကျွန်တော်ဒီမှာအဲဒီလိုနမူနာရေးပြထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ time ပြောင်းလိုက်မယ်အဲ့တော့0.25ပြီး0.5ပြီး0.75ပြီးဝင်နေအဲ့တော့ time ရဲ့အဲ့အအလုံးလုံးတဲ့ပုံစံကျသူရှေ့ကကိန်းမျိုးဘာမှမယူနောက်ကဒသမကိုပဲယူပါအဲ့တော့နောက်ကဒသမရဲ့ဒသမကိုပဲသူကဘယ်လိုယူလဲဆိုတော့သူကနေ့တစ်နေ့ကိုထားပါတော့24နာရီရှိတယ်မလားအဲ့တော့0.25ဆိုလို့ရှိရင်သူကမနေ့6နာရီ0.5ဆိုရင် နေ့လည်း7နာရီ0.75ဆိုရင်ညနေ6နာရီအဝမ်းဆိုရင်တော့ဒါမနက်မနက်ပြောမလဲညပြောမလဲည7နာရီပေါ့နော်ဆိုတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ကဒီမှာတိုင်းမှာလည်းတခြားသော format တွေရှိပြီးဥပမာ time mode ဒီလိုအဲ AM PM နဲ့ပြကျင်တာလာတာမှမဟုတ်ရင်ဟာလား7နာရီ14နာရီဆိုတဲ့ပုံစံမျိုးနဲ့ပြကျင်တာလာဒီမှာကြိုက်တာရေးလို့ရပါတယ်အဲ့ဒီနောက်တစ်ခုကကျတော့ percentage format ပေါ့နော် percentage format ကကျတော့သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ percentage ဆိုပြီးတော့ရွေးလိုက်ပြီးဆိုရင်နောက်မှာ percentage sign ပါလာမယ်ပြီးလို့ရှိရင်ငဘမူရင်းတန်ဖိုး100နဲ့မြောက်နော်အဲ့ဒါဒီမှာဆိုရင်ကြည်လိုက်စမ်းနော်5.0.5 50%เนาะအဲ0.75ပြီး75%အဲ့တကယ်လဲ percentage နဲ့တွဲအလိုပဲလीเนาะ percentage ဆိုတာ100နဲ့ညောင်းရတာဆိုတော့အဲ့တော့အပြန်လန်အားဖြင့် percentage ကို number ပြင်ပြောင်းလိုက်တယ်ဆိုရင် तू က auto 100နဲ့ပြန်ပြီးတော့มาစားပြီးမယ်ဟုတ်နော် ဟုတ်ပြီ number 2 fraction အဲ့တော့ fraction ကကြာတော့သူကဒသမဂိမ်းလေးကိုအပိုင်းဂိမ်းနဲ့ပြရတယ်ပေါ့နော်။အဲ့ဒါဆိုဒီမှာဖွင့်ချလိုက်တယ်။ဒီကနေပြီးတော့မှ fraction ရေးလိုက်အန်ဒါဆိုရင်ဒီမှာ2.5ဆိုလို့ရှိရင်1/4 0.5 b 1/2 0.75 b 3/4ဆိုတာဒီအမျိုး1တော့1ပေါ့နော်။အဲ့လိုမျိုးလေးလေးကျွန်တော်တို့အပိုင်းဂိမ်းနဲ့ပြရတယ်။ဒါပါတော့ဒီမှာ1မဟုတ်ဘဲနဲ့1.5ဆိုလို့ရှိရင်သူက1 1/2ဖြစ်တယ်။ တော့နောက်ဆုံး data format ကတော့ scientific scientific ပြောင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ तू ကဘယ်လိုပုံစံမျိုးလဲဆိုတော့ point ရှိမှာတစ်လုံးပဲရှိမယ်အဲ့ဒါကိုကျွန်တော်တို့ကပုံမှန် number coefficient ပေါ့နော်အဲ့တော့ကျန်တဲ့ तू ကဒီနောက်ကတုံညတွေအကုန်လုံးကို तू exponential နဲ့ပြောတယ်အဲ့တော့ exponential ဆိုတဲ့သဘောတရားကပါလေဆိုတော့10 to the power လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဥပမာ 5.00e+06 ဆိုတာကဘာပြောရလဲဆိုတော့ 5 into 10 to the power 6လို့ပြောတယ်။အဲ့တော့9နောက်မှာ36လုံးပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဆိုတော့ဒါက10 to the power 6ကိုရှင်းညွှန်းအောင်ဖြစ်ပါတယ်။အဲ့တော့ဘလုံးနေရာတွေမှာသုံးလဲဆိုလို့ရှိရင်အရန်ခနန်းငိုင်းများတဲ့နေရာတွေပေါ့နော်။အထူးသဖြင့် scientific နဲ့ပတ်သက်တဲ့တွက်ချက်မှုတွေမှာသိပ္ပံနဲ့ပတ်သက်တဲ့တွက်ချက်မှုတွေမှာခနန်းငိုင်းအရန်များတယ်။အဲ့တော့ခနန်းလုံးနောက်မှာသုံးရတဲ့အများကြီးပါတာဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒသမ ရှိမှာတုံညတွေအများကြီးပါတာပေါ့နော်အဲ sorry ဒသမနောက်မှာတုံညတွေအများကြီးပါတာအဲ့လိုမျိုးဥမာ0.00001ဆိုတာမျိုးပေါ့အဲ့ဒါမျိုးတွေတုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီ scientific format ကိုတုံးလို့ရပါတယ်အဲ့တော့အဲ့ဒီမှာနားလည်ထားရမှာတခုကကျွန်တော်တို့ကဒီ format တွေက data ထည့်လိုက်မှဝင်တာမဟုတ်ပါဘူးနော် data ထည့်လိုက်မှဝင်တာမဟုတ်ဘူးဒီ format တစ်ခုကိုရွေးထားပြီဆိုရင် data မရှိလဲဒီ format ကို maintain လုပ်ထားတယ်ဥမာ date format ပေါ့နော်အဲ့မှာကျွန်တော်က25လို့ရိုက်ထည့်လိုက်တယ်အဲ့ဒါကိုဘာကြီးပေါ်နေမှမသိဘူးအဲ့တော့ check ကြည့်လိုက်တော့လေ Wednesday January 25ဟုတ်လား1900ပေါ့နော်1900ခုနှစ်ဆိုပေါ့တိရတူဆိုလို့ရှိရင်ဘယ်လိုထင်သွားမလဲဆိုတော့ဟဲ့ငါရေးလိုက်တာ25ဘာကြီးပေါ်လာမှမသိဘူးเนาะဒါဆိုရင်ဒါ format ဝင်နေလို့ဒါဆိုရင်ဒီနေရာမှာကိုကဒါမျိုးကြီးလိုချင်တာမဟုတ်ဘူး date ကြီးလိုချင်တာမဟုတ်ဘူး25ပဲလိုချင်နေဆိုရင်ဘာပြန်လုပ်ရမလဲကျွန်တော်တို့ number format ပြန်ပြောင်းတသမမလိုချင်ရင်တသမ short လို့လုပ်ရမှာပါ အဲ့တော့ဒါ number format ပြင်ပြောင်းပေးရမယ်ဒီခါလေးကြာရင်ကျွန်တော်တို့ကဒီ format တွေ clear လုပ်ရလို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ video မှာလည်းပြောခဲ့ပါတယ်အဲ့တော့ clear clear နဲ့ format လုပ်လို့ရတယ် clear all လုပ်လို့ရတယ် clear content လုပ်လို့ရတယ် clear content က delete နဲ့တူတူပဲပေါ့နော်အဲ့မှာကျွန်တော်တို့ clear format လုပ်လိုက်တယ်ဆိုရင်ဒီ font တွေ font color တွေပဲရှင်းတာမဟုတ်ဘဲနဲ့ဒီဒီ number format တွေလည်းရှင်းသွားပါတယ်ပေါ့နော်အဲ့တော့ဒီကနေ clear နေပြီးတော့မှကျွန်တော်တို့ clear format လုပ်လိုက်တယ်ဆိုလို့ရှိရင် number format တွေလည်းရှင်းသွားပါတယ်เนาะဆိုတော့ဒီလားဆိုလို့ရှိရင် exam မှာပါတဲ့ဒီ number format တွေအကြောင်းအားလည်းမေးလို့ထင်ပါတယ်ဒါ exam မှာအရေးကြီးတဲ့အဲအခြေခံတစ်ခုပဲပေါ့เนาะဒီအခြေခံကိုနားမလည် ြစ်တွေ့ရလုပ်ရမယ့် exercise တွေပါဘာမှနားမလဲရမဖြစ်နိုင်နော်အဲ့တော့နောက်တစ်ခုကကျတော့ text ပေါ့အဲဆနာပြောကြတာတစ်ခုကြံသွားနော်အောက်မှာ text အဲ့တော့ text ကိုကျတော့ဘယ်နေရာမှာသုံးလို့ဆိုဥပမာဆိုတော့ကျွန်တော်တို့ကခါလေးကုတ်နံပါတ်တွေပါရိုက်ချင်းတယ်000 1လို့ရိုက်ချင်းတယ်ဟုတ်တယ် number အနေနဲ့ပြောရင်တော့800ကတန်ဖိုးမရှိဘူးဖြတ်လိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒါအခုရိုက်မှာ number မဟုတ်ဘူးကုတ်နံပါတ်ဥပမာထားပါတော့00010002အဲ့လိုမျိုးပုံစံနဲ့တွားခြင်းတယ် အဲ့ဒါဆိုရင်ကျွန်တော်ဘာဘယ်လိုပြောင်းမရအောင်လဲဆိုတော့အရင်ဆုံး text format အရင်ပြောင်းလိုက်ပါပြောင်းလိုက်ရင်ဒီမှာတစ်ခါလေး left align လည်းဖြစ်သွားမှာပေါ့နော်အဲ့ဒီခါကျတော့မှကျွန်တော်တို့ကဒီကောင် blue ရမ်း0001ဆိုပြီးရအဲ့ဒါဆိုရင်ဒီမှာ0001ဆိုပြီးတော့ရိုက်လို့ရပါတယ်အဲ့တော့ဒီမှာဒါကြီးကဒီ0001မှာဒီဘက် margin နဲ့အရင်ကန်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ alignment အနေနဲ့ဆိုရင်တော့ဒါ left alignment ယူခဲ့တာပေါ့ဒါပေမဲ့ margin နဲ့နည်းနည်းလေးခွာခြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီကနေပြီးတော့မှ အင်းနဲ့တို့လို့ရတယ်ဗောနော်ဥမာဆိုရင် inner one ဆိုတို့လာအဲ့ဒါဆိုဒီမှာနည်းနည်းလေးချပါပြီဒီနေ့တင်သွားတဲ့ data format တွေက exam မှာအရေးကြီးတဲ့အခြေခံဖြစ်ပါတယ်ဒါလေးတွေလည်းတရားနားလည်ထားမှဖြစ်မှာဗောနော်နားမလည်လို့ရှိရင်ဒါ exam သုံးတဲ့နေရာမှာအများကြီးခက်ခဲနိုင်ပါတယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်